အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့မွတ်မွတ်ရွရွလေးဖြစ်အောင်ဒိုနတ်ကိုအလွယ်တကူလေးလှုပ်တဲ့လုပ်နေလေးပါပြန်ရောင်းချင်တဲ့သူအတွက်လည်းအလွန်အဆင်ပြေတဲ့နီလန်းလေးပါနော်ကဲကျမရဲ့လုပ်နေလေးကိုကြည့်ကြရအောင်ပထမဆုံးဇလုံထဲမှာနွားနို့ထဲပါမယ်ခွေရက်တဝက်ပါတရာနဲ့30 ml ရှိပါတယ်ပြီးရင်တကြောက်ကို ထမင်းစားစွန်း3စွန်းထည့်ထားမယ် ီးတဲ့ခါကျတော့ကျအူတလုံးထဲ့မယ်ဒါကတော့မုတ်ဖွားစေတဲ့သစေးပါလက်ဖက်ရည်စွန်းတစွန်းထည့်ထားမယ်အားလုံးတမအောင်ကျမခဏလေးမွေးထားပါမယ်အလုံးတမတော်ပြီဆိုရင်တော့ဂျုံမုံနှခွက်ထဲပါမယ်240 gram ရှိပါတယ်ဂျုံမုံတစ်ခွက်မှာတော့ထမင်းစားစွန်းနဲ့ဆိုရင်တော့16စွန်းစာရှိပါတယ်နော် ားလုံးတမအောင်ကျွန်မခဏလေးပြန်မွေထားပါမယ်ဒီလိုအနေထားလေးဆိုရင်တော့ထောဘက်ကိုထမင်းစားစွန်းတစွန်းစာထည့်ထားမယ်။ပြီးရင်စားအနေငယ်ကိုလည်းကျွန်မထည့်ထားပါမယ်။အားလုံးတမတော့အောင် ပြန်ပြီးတော့နှဲထားပါမယ်။ လက်နဲ့ပဲကျွန်မနေထားပါမယ်မုတ်သားလေးတွေကိုမွမော့ရွရွလေးနဲ့အလွန်အယတာရှိအောင်လို့စိတ်ဆီရှင်နဲ့နေထားဖို့တော့လိုပါတယ်နော်ဒီလိုအနေထားလေးတရေလိုပဲဆွေးဆန်းလို့လဲရမယ်ပြီးရင်မုတ်သားလေးတွေက ချွတ်ချွတ်မွမော့ဖြစ်လာမယ် ဒီလိုမျိုးပပလေးလှုပ်လှုပ်ရပြီဆိုရင်တော့အနီတော်ဖြစ်နေပါပြီနော်မုတ်သားလေးတွေကိုနှက်ဆရာမလိုပါဘူးနော်ဒါလေးကို ကျွန်မနှစ်ချမ်းခွဲထားမယ်ပြီးရင်ဒီတချမ်းကို ကျမသုံးခုလှုပ်ထားပါမယ်အားလုံးပေါင်း12ခုကို ကျမလှုပ်ထားပါမယ် ားလုံးပြီးသွားပြီဆိုရင်ဒါလေးတစ်ခုကိုယူမယ်ပြီးရင်ဒီလိုမျိုးအထဲမှာဒီလိုမျိုးလုပ်ပြီးတော့လိတ်ထားမယ်လုံးလုံးကလေးဖြစ်အောင်လုပ်မယ်ပြီးရင်ဒီအဖျားလေးကိုဒီလိုမျိုးလုပ်ထားမယ်ကဲကြည့်ပါအောင်လုံးလုံးကလေးဖြစ်ပြီနော်ဒီအလုံးလေးတွေကိုကတ်မသွားအောင်တော့ဂျုံမို့အနေငယ်ဖြုံးပြီးတော့ထားမယ်ကျန်နေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲလုံးလုံးကလေးလှုပ်ထားပါမယ် အားလုံးပြီးသွားပြီဆိုရင်တော့ဒါလေးကို အဝတ်စားလေးနဲ့အုပ်ထားမယ်ပြီးရင်15မိနစ်လောက်ကိုကျမနှက်ထားပါမယ်အခုဆိုရင်တော့15မိနစ်လည်းပြီးသွားပါပြီမုတ်သားလေးတွေလည်းပွက်လာပါတယ်နော်ဒီတလုံးကိုယူမယ်ဒီဂျုံမုတ်ထဲမှာကပ်မသွားအောင်လို့ဒီလိုမျိုးနှစ်ထားမယ်ပြီးရင်ဒီအဖုံးလေးထဲမှာထည့်ထားမယ်ပြီးရင်ဒါလေးနဲ့ပြန်ပြီးတော့ဖြည့်ထားမယ် ဝိုင်းဝန်းကလေးဖြစ်သွားအောင်လုပ်ပါနော်ပြီးရင်ဒီအလဲကိုလက်လေးနဲ့ဒီလိုမျိုးလှုပ်ထားမယ်ပြီးတဲ့ခါကျတော့ပြန်ပြီးတော့ဒီပေါ်မှာကတ်မသွားအောင်လုပ်ထားမယ်ပြီးရင်အလဲကိုအပေါက်လေးဖောက်ထားမယ်ကဲဒါဆိုရင်ရနေပါပြီနော်ကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မဆက်လက်ပြီးတော့လှုပ်ထားပါမယ် အားလုံးပြီးသွားပါပြီဒါလေးတွေကိုအဝတ်စားလေးနဲ့ဖုံးထားမယ်ပြီးရင်15မိနစ်လောက်ပြန်ပြီးတော့နှက်ထားပါမယ်အခုဆိုရင်တော့15မိနစ်လည်းပြီးသွားပါပြီနော်ဖွင့်ကြည့်လိုက်ပါမယ်ကဲကြည့်ပေါင်းမုတ်သားလေးတွေကနဆကြီးလာပါတယ်နော်မုတ်သားလေးတွေကိုလက်ကလေးနဲ့ဒီလိုမျိုးဖြည့်ကြည့်လိုက်တော့ကြည်ပေါင်းချက်ချင်းဖောင်းကျလာပါတယ်နော် ဒီလိုအနေထားလေးကတော့မှုမော့ရွရွလေးနဲ့အလွန်အယတာရှိတဲ့အနေထားလေးပါဒါလေးကို စီပူပူထဲမှာအတာကလေးချထားပြီးတော့ကြော်ထားမယ်တဲဥစန်းတလောက်ကိုကျွန်မအကုန်လုံးထည့်ထားပါမယ်။ ကဲကြည်ပေါင်းမုတ်သားလေးတွေကစီပေါ်မှာရွရော့ကလေးရှိနေပါတယ်နော်ဒီလိုအနေထားလေးကတော့တကယ်ကိုအယတ္တာရှိတဲ့အနေထားလေးပါပြီးရင်ပြောင်းပြန်လန်ထားမယ်မိကိုတော့နည်းနည်းလေးပြန်လျှော့လိုက်ပါမယ် ပြောင်းပြန်လန်ထားပြီးတော့ခဏလေးဆိုရင်တော့ကြက်နေပါပြီနော်မုတ်သားလေးတွေကိုဆဲထုတ်ထားပါမယ်ကဲကြည့်ပါဦးအရန်ကိုစားချင်စရာလေးပါနော်ရွရွလေးနဲ့တကယ်ကိုစားချင်စရာလေးပါအားလုံးကိုစီစစ်ထားပြီးတော့ဆဲထုတ်ထားပါမယ် ကဲအခုဆိုရင်တော့အကုန်လုံးလဲကြော်ပြီးသွားပါပြီเนาะဒီမုတ်လေးတွေကိုဒီပကံပြားထဲမှာထည့်ထားမယ်ကဲကြည့်ပါဦးဆိုင်မဝေးဆရာမလို့ပဲနဲ့အလွေတကူလေးလှုပ်လှုပ်ရတဲ့နီလန်းလေးပါเนาะဖောင်းဖောင်းအီအီမမလေးနဲ့အလွန်ကိုစားချင်စရာလေးပါနော်အထဲကိုလည်းကြည့်လိုက်မယ် ကြည်ပါအောင်ရွရွမမလေးနော် အလွန်အယတာရှိတဲ့လုံနည်းလေးပါတစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်နော်စိုင်သွားဆရာမလို့ပဲနဲ့အလွယ်တကူလေးလုံလုံရတဲ့နီလန်းလေးပါနော်အခုလိုမျိုး ကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်